်မင်္ဂလာပါကျွန်တော်တို့ဒီနေ့ယေရှုခရစ်တော်အသေးခံတော်မူခြင်းမတိုင်ခင်ဒီယေရှုခရစ်တော်ပြောတော်တဲ့အကြောင်းညာပေါ့နော်ရောရှိမာတက်ခရစ်ဝင်ခန်းကြီးနတ်ဆက်ခွန်အငယ်56မှာသုံးချက်တည့်ချိန်၌ယေရှုကအေလီအေလီလာမရှက်ခဘတနီဟုကြည်တော်တာနဲ့ကြွေးကြော်တော်မူအနှစ်ကကျွန်တော်ဖျားကျွန်တော်ဖျားပဲကြောင့်ကျွန်တော်ကိုစွန့်ပစ်တော်မူတနီဟုဆိုလိုတည်းယေရှုခရစ်တော်အသက်တော်မှာစွန့်ခင်မှာအေလီအေလီလာမရှက်ခတနီဆိုလိုကြည်တော်တာနဲ့ကြွေးကြော်တယ်ပေါ့နော် အတိတ်ပဲကကျွန်တော်ဖေကကျွန်တော်ဖေပါကြောင့်ဆုံးပစ်တယ်လဲပေါ့နော်ခမဲတော်ကယေရှုခရစ်တော်ကိုဆုံးပစ်သွားတာဖြစ်တယ်ခမဲတော်တင်မကဘူးတပည့်တော်တပည့်တော်နောက်လိုက်72ပါးကလည်းခရစ်တော်ကိုဆုံးပစ်သွားတယ်ပေါ့နော်အဲ့တပည့်တော်72ပါးထဲကယူရရှာကယုတ်ကလည်းခရစ်တော်ကိုဆုံးပစ်တယ်မကဘူးသူကခရစ်တော်ကိုလေဝါကရိုင်မှာတေခံဖို့တွေ့ခရစ်တော်ကိုတစ္ဆာဖောက်ပြီးတော့ရောင်းစားတာပေါ့နော်ငွေတပြား30နဲ့ရောင်းစားတာဖြစ်တယ် နောက်မှာခရစ်တော်အဖမ်းခံချိန်မှာယူရရှာကာယောကတော့သူ့ကိုယ်သူအဆုံးစီရင်သွားတယ်ဖြစ်တယ်ခရစ်တော်ဖမ်းမခံရခင်မှာပေတရုကဘာပြောလဲဆိုတော့ခရစ်တော်နဲ့ခရစ်တော်နဲ့သူတေခါမယ်ဘာအတေခံပါမယ်ဆိုပြီးတော့ပေတရုအပါဝင်တွေတပည့်တော်အားလုံးကပြောကြတယ်ပေါ့နော်ကျွန်တော်ရှင်ရှင်မသက်ခရစ်ဝင်အခန်းကြီး26ရှင်မသက်ခရစ်ဝင်အခန်းကြီး26 အငယ်35မှာပေတရုကကိုတော်နဲ့တကွတေတော်လဲအကျွန်ုပ်ဒီကိုတော်ကိုမငင်းပေပါဟုရှောက်ပြန်၏တပည့်တော်ပေါင်းတို့ဒီလဲထိုနည်းသူရှောက်ကြ၏ကိုတော်နဲ့သူတိခါမြပေါ့နော်အဲ့လိုပြောတာဖြစ်တယ်အချိန်မှာခင်ရွှတ်ပါပြလို့ဆိုတော့မရှိပါတခရစ်ဝင်ခါချင်း26အငယ်34မှာယေရှုကငါမင်္ဂါဆိုတွေကယနေ့ညတွင်ကြက်မသွမီတင်ဒီ၃ချိန်မြောက်အောင်ငါကိုညင်းပယ်လိုက်မည်ဟုမိန်တော်မူလင်းတဲ့ယေရှုခရစ်တော်ပြောလဲဆိုတော့ နေကကြက်မသွင်းခင်တုံးချိန်ငါ့ကိုညှိလိုက်မယ်တဲ့တကယ်ပဲယေရှုခရစ်တော်အဖမ်းခံရပြီးတဲ့နောက်မှာအဲ့ဒီကျွန်တော်အတူချုပ်ပြောရဆိုရင်ပေတရုကအာတကောက်ကောက်လိုက်တယ်ပေါ့နော်တခင်ရှုနောက်ကနေချောင်းကြည့်တယ်တခင်ရှုကြုံခဲ့တဲ့အရာတွေ तू ကနောက်ကနေချိန်လုံးကြည့်နေတယ်အဲ့ချိန်မှာဒီလူအုပ်ထဲကလူတွေကခမည်းကအာယေရှုခရစ်တော်အသက်ရှင်တော့ခမည်းလည်းခရစ်တော်နောက်လိုက်လိုက်လိုက်ရလူဖြစ်တယ်ဆိုပြီးတော့ ေတရုကိုပြောတာပေါ့အဲ့မှာပေတရုကညင်းတယ်ပေါ့နော်ငါမဟုတ်ဘူးငါငါခရစ်တော်ကိုမသိဘူးငါယေရှုမသိဘူးဆိုပြီးတော့သူကတကုံညင်းတယ်တစ်ခေါက်ညင်းတယ်နှစ်ခေါက်ညင်းတယ်သုံးခေါက်ကြတော့သူယေရှုခရစ်တော်ပြောခဲ့တဲ့အရာပေါ့နော်ကျက်မတူမြင်နေငါ့ကိုသုံးချိန်ညင်းလိုက်မယ်လေသူသုံးခေါက်ညင်းပြည့်တဲ့ချိန်မှာကျက်တွန်နေပေါ့နော်ကျက်တွန်တဲ့ခါကျတော့သူအဲ့မှာတွားတတိယပြီးတော့သူလည်းတနေရာတွားပြီးတော့အတကုံငိုချတယ်ပေါ့နော်ပေတရုကဆိုဒီနေ့ပြောချင်တာကသခင်ယေရှု လောကတိုင်းမှာဒီအသေးတချင်းခရရချင်းမှာခမဲတော်လည်းဆုံးပြစ်သွားတယ်ပေါ့နော်ခမဲတော်ဆုံးပြစ်လို့တမကဘူးကျွန်တော်ဒီအာသူတပည့်တော်တွေအားလုံးကလည်းဆုံးပြစ်သွားတာဖြစ်တယ်ဘလောက်ထိဝန်နေဆက်ကောင်းတယ်လဲပေါ့နော်ဒါပေမဲ့ဒီမိမတချို့ပဲကြံခဲ့တယ်ပေါ့နော်စက်စာထဲမှာကျွန်တော်တို့ဖတ်ရတဲ့လောက်ဆိုရင်တော့ကျွန်တော်ရှင်းနေ ရှင်ယောဟန်ပေါ့နော်အရှင်ယောဟန်ခရစ်ဝင်အခန်းကြီးရှင်ယောဟန်ခရစ်ဝင်အခန်းကြီး19အငယ်25မှာယေရှု၏လက်ဝါးကားတိုင်းတော်နာမမေတော်နဲ့မေတော်၏ညီမဖြစ်သောကာလဖာ၏မယာမာရီနဲ့မာဂဒလမာရီတို့တွင်ယက်နေကြ၏တဲ့မေတော်မာရီပေါ့နော်မေတော်မာရီနဲ့မေတော်မာရီညီမဖြစ်တဲ့အာ မေရောညီမအဲမေရောမာရီရဲ့ညီမဖြစ်တဲ့မာရီပေါ့နော်သူနာမည်နဲ့မာရီဖြစ်တယ်ပြီးတော့မာဂဒလမာရီပေါ့နော်သူတို့မာမာရီအဖွဲတွေကအဲ့မှာအာယေရှုခရစ်တော်နဲ့သူရှိနေတာဖြစ်တယ်ပြီးတော့ဒီအဖွဲတွေပဲသခင်ယေရှုသခင်ယေရှုတကြွတော့မဲ့ချိန်မှာလဲဒီအဖွဲတွေပေါ့နော်ဆိုတော့ကျွန်တော်ရှင်မတဲ့ခရစ်ရင်ခန်းကြီး၂၀ခုမှာပေါ့နော်အငယ်60မှာ ကြောက်လိုက်ထွင်းတော်မြင့်မြင့်တင်းချိုင်းတွင်ထဲမှာထားလေကြီးစောသောကြောက်ကိုလဲတွင်းဝန်း၌လိန်ထားပြီးမှသွားဤတဲ့မာဂဒနာဘာရီနဲ့အခြားသောမာရီတို့ဒီထိုရင်၌တင်းချိုင်းတော်ရှိမှထိုင်လျက်နေရကြဤတဲ့ကျောသခင်ယေရှုတကြိုတဲ့ချိန်မှာလဲဒီမာဂဒရာမာရီနဲ့အာအခြားသောမာရီအဖွဲ့တွေပေါ့နော်သခင်ယေရှုရဲ့တင်းချိုင်းနာမှာရှိတာဖြစ်တယ်တပည့်တော်တွေကတော့တယောက်မှခွစ်တော်ဖန်းခံရပြီးကြတဲ့ကတပည့်တော်တွေကအကုန်လုံးကြက်ပြောက်ငက်ပြောက်ပျောက်သွားတာဖြစ်တယ်ပေါ့နော်တယောက်မှ အာလောကစကားအနေနဲ့ကြည့်မယ်ဆိုရင်တော့တယောက်မှအာပုံမလာဘူးပေါ့နော်တယောက်မှအာကုတ်လို့မရဘူးပေါ့နော်အဲ့လိုအဲ့လိုဖြစ်တာဖြစ်တယ်ပြီးတော့ယေရှုခရစ်တော်တုံးရမြောက်ပြီးတော့ရှင်ပြန်ထမြောက်တယ်ပေါ့နော်ရှင်ပြန်ထမြောက်တဲ့ချိန်မှာလည်းအဲ့ဒီတင်းချိုင်းကိုယေရှုခရစ်တော်ဒီထမြောက်တဲ့တင်းချိုင်းကိုပထမဦးဆုံးရောက်တဲ့သူကဘယ်သူလဲဆိုတော့တပည့်တော်တွေမဟုတ်ဘူးအဲ့ဒီခုနအာယေရှုခရစ်တော်အသင်မခံခင် လက်ဝါးကလိုက်နားမှာရှိနေတဲ့ဒီမဂဒရာမာရီအဖွဲ့တွေပေါ့နော်ယေရှုရဲ့မယ်တော်မာရီသူတို့ဖြစ်တယ်ကျွန်တော်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီးရှင်ယောဟန်ခရစ်ဝင်ခန်းကြီး20အငယ်7မှာမာရီဒီတင်ကျင်းတော်အနာမှာငိုကြွေးလျက်နေ၏ငိုကြွေးစီငုတ်၍တွင်ထက်တို့ကြည်လင်ကောင်းကင်ဘက်မှနှပါးလေးဖြူတော့ဝက်ကိုဝစ်စင်လေယေရှုအလောင်းတော်လျောင်းရရက်ခေါင်းရင်း၌တပါအခြားရင်း၌တပါထိုင်ကြလေကိုမြင်လေ

ထိုသူကိုဥယျာဉ်ဆောင်ဖြစ်သည်ဟုထင်မှတ်လက်ဆို၏ယေရှုကလည်းမာရိကိုခေါ်တော်မူလေမာရိဒီလက်၍ရဘုန်နီဟုထူလေရဘုန်နီအတကအ ਨੇ ကာအရှင်ဖျောက်ဆိုသည်ဆိုတော့အဲ့တခင်ယေရှုတင်းကြိုင်းတင်းကြိုင်းအာထမြောက်ချင်းပေါ့နော်မနေ့မှာအဲ့အဲ့ဒီနေရာတွားလို့လဲဒီမာရိအဖွဲ့တွေပေါ့နော်မာရိ ထို့သဖြင့်ဒီတခင်ရှုရမယ်တော်မာရီလည်းပါတာဖြစ်တယ်ဆိုတော့တခင်ယေရှုနဲ့တခြားလုံးတခင်ရှုအတိမကန်ခင်ဒီတပည့်တော်တပည့်တော်တွေကယုံကြည်ပါရဲ့လို့ပြောပြမယ်ဘုပ္ပလင်းပြောရင်တခင်ရှုပေါ်မှာသူတို့ယုံကြည်မှုအားနေတယ်ပေါ့နော်ယုံအားယုံကြည်မှုအားနေတယ်ခစ်တော်လည်းငါမရှိရကေတင်ရှင်ပါဆိုပြီးတော့လူတွေကိုပြောပြမယ်တယောက်မှခစ်တော်ကို ဘယ်လိုပြောမလဲပုံပုံလင်းပြောရင်ယုံကြည်မဲ့ပုံယုံကြည်တဲ့ပုံပေါ့ဥပမပေါ့ဥပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ခရစ်တော်နဲ့အတူအသေးခံရတဲ့လူတယောက်မှမရှိဘူးလေနော်ယေရှုခရစ်တော်တရှောက်လုံးယေရှုခရစ်တော်အသေးမခံခင်တိတရှောက်လုံးမှာခုခေတ်တခါပြောမှဆိုတော့ကယ်တင်ခြင်းပြောမှာပေါ့ဘယ်သူမှကယ်တင်ခြင်းမရတဲ့ပုံစံဖြစ်နေတယ်ဘာလို့ဆိုတော့တယောက်မှယေရှုခရစ်တော်နဲ့အသေးမခံရဲမအသေးမခံရဲဘူးအသေးမခံရဲတဲ့အပြင်ကိုတယောက်မှဆိုတာကဒီအာဘယ်လိုပြောမလဲခရစ်တော်ရဲ့နောက်လိုက်စစ်နှပောက်ကျွန်တော်ပြောချင်တာဖြစ်တယ် အဲ့ဒီတပန်တော်ခရစ်တော်နှစ်လောက်လိုက်ဒီတပည့်တော်တွေတယောက်မှပေါ့နော်အာခရစ်တော်ကိုအတိမပြည့်တဲ့ပုံမပေါ့ဘူးပေါ့နော်မယုံကြည်တဲ့ပုံစံဖြစ်တယ်ဘာလို့ဆိုတော့ခရစ်တော်ရှင်ပြန်ထမြောက်တဲ့အချိန်မှာတောင်သူတို့မယုံကြည်ဘူးသူတို့မယုံကြည်ဘူးခရစ်တော်ရှင်ပြန်ထမြောက်ချိန်မှာတောင်မှအာဘာပြောလဲဆိုတော့ဒီကျွန်တော်တို့ဒီအာရှင်ရှင်လုကာပေါ့နော် ရှင်လုတ်ကာထဲမှာကျွန်တော်ကြည့်မယ်ဆိုရင်ရရှိခဲ့တော့ရှင်ပြန်ထမြောက်တဲ့အချိန်မှာလည်းဒီခုနကျွန်တော်ပြောတဲ့အမေတမီးလည်းရှိတာဖြစ်တယ်ပေါ့နော်ရှင်မကိုခရစ်ဝင်ခန်းကြီး16အငယ်7မှာကိုရောဒီအသက်ရှင်တော်မူဒီကိုလကောင်းမာရီဒီကိုရောကိုမင်းရဒီကိုလကောင်း သူတို့တွေကြားလင်မယုံကြတဲ့ဆိုတော့ယေရှုခရစ်တော် ရှင်ပြန်ထမြောက်ပြီးတဲ့အချိန်မှတောင်မှအဲ့ဒီမာရိယာဒီတပည့်တော်တွေကိုအာတပည့်တော်တွေကိုပြောတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့တပည့်တော်တွေကအာယေရှုခရစ်တော်ကိုမယုံဘူးမယုံတဲ့ပြင်ကိုဒီတောမကပေါ့နော်တောမက ခရစ်တော်ရဲ့တပည့်တော်သောမကတောင်မတော်တော်လေးခရစ်တော်ကိုတန်တဲ့ဖြစ်တယ်ပေါ့နော်ကျွန်တော်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး20အငယ်26မှာထို့နောက်ရှေ့ရမြောက်တော်နေတဲ့တပည့်တော်တို့ဒီတပံအထဲမှာရှိကြ၍သောမလည်းပါဤတကားမြတ်ကိုပိတ်ထားစဉ်ယေရှုဒီကြွလာ၍အလဲမှာရက်တော်မူလေတင်းတို့ညင်ချင်းချင်းရှိစေတည်းဦးမင်းတော်မူ၏ထို့အခါသောမအာတင်းဤလက်ညှိုးကိုဆာ၍ငါကိုကြည့်လောတင်းဤလက်ကိုဆာ၍ငါနှာဖေးကိုဆန်းတက်လောယုံမချင်းမရှိနဲ့ယုံလော့ဟုမင်းတော်မူ၏ ောမကလည်းကျွန်ုပ်ရဲ့ရှင်အကျွန်ုပ်ဖျားသခင်ပါတကားဟုရှောက်ကြ၏ယေရှုကလည်းတင်းတင်းငါ့ကိုမြင်တော့ကြောင့်ယုံချင်းရှိငါ့ကိုမမြင်ဘဲယုံတော်သူတို့တွင်မင်္ဂလာရှိ၏ဟုမိန်တော်မူ၏ဆိုတော့သခင်ယေရှုကိုဒီတောမကတော်လေးမယုံကြည်ဘောနော်ဆိုတော့သခင်ယေရှုအသေးမခံခင်ထိတော့တပည့်တော်တွေကခရစ်တော်ကိုပေါ်မှာယုံကြည်မှုသိမရှိဘူးလို့ကျွန်တော်တို့ကအာခံမလို့ရတယ်ပေါ့နော်။ဘာလို့ဆိုတော့ခရစ်တော်ရှင်ပြန်ထပြတော်ဆိုတာတော့မယုံဘူးဖြစ်နေတယ် တော်တော်လေးကိုအာမေရောမာရီယာရှင်းပြရတယ်မယုံဘူးပြီးတော့ခရစ်တော်ကိုယ်တိုင် ပြရတာတောင်မှမယုံဘူးပေါ့နော်လက်လက်တွေစမ်းတရတဲ့ခြေထောက်တွေပေါ့နော်ဒီခရစ်တော်ရဲ့လက်ဖက်ဝါးတွေမှာဒီအပေါက်တွေပေါ့နော်ခန္ဓာကိုယ်မှာလည်းတိုင်တိုင်ချက်တယ်အဲ့ဒါအဲ့ဒါကြီးစမ်းတပ်ပြီးမှယုံတယ်ပေါ့နော်ဆိုတော့အဲ့ဒါခရစ်တော်ကဒီရှင်ယောဟန်ခရစ်ဝင်ခန်းကြီး20ထဲမှာအပြောထားတာဖြစ်တယ် ီးတော့ယေရှုခရစ်တော်ဒီကောင်းကင်ဘုံပေါ့နော်ကောင်းကင်ဘုံကိုမတက်ခင်မှာဘာပြောလဲဆိုတော့ရှင်လုကာခရစ်ဝင်ခန်းကြီး24အငယ်49မှာငါခမဲတော်ဤဂတိရှိသည့်တိုင်တင်တော့နိုင်ငါပြို့မီတုတ်ဖြစ်၍တင်တော့ဒီကောင်းကင်ကတကောကိုမခံမီတိုင်အောင်ယေရုရှလင်မြို့၌နေကြအုံးလောဟုမိန်တော်မူ၏ကောင်းကင်ကတကောပေါ့နော်ကောင်းကင်ကတကောကိုမခံမခံမီတိုင်အောင်နေတော့ ဆိုတာကတပည့်တော်တွေပေါ့နော်ညီတို့ဂျေရုရှလင်မြို့မှာနေအောင်အဂျေရုရှလင်မြို့မှာပင်တိပင်တိကုတ်တေပွဲပေါ့နော်အဲ့ဒီနေ့မှာ तू ကကောင်းကင်ကနေတာရှင်းတော့ဘူးညတော့တွန်းလောက်တယ်ပေါ့နော်အဲ့ဒါကိုပြောတာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေ့အာနုကပတ်တော်ထဲမှာကျွန်တော်တို့အာဖိုင်တဲ့အတိုင်းပဲပေါ့နော်အဒီကတပည့်တော်တွေကယေရှုခရစ်တော်နဲ့တရှောက်လုံးသူတို့ရှိတယ်မယုံကြည်ဘူးပေါ့နော် ဒါပေမဲ့ယေရှုခရစ်တော်ရဲ့ချိန်မှာတပည့်တော်တွေကဘယ်လိုပြောမလဲယေရှုချိန်မှာတော့ခရစ်တော်နဲ့သူတေးပါဘာညလို့မဲခရစ်တော်နဲ့သူတေးလက်တေးပါပါမယ်ဆိုပြီးတော့ရှင်းပြောနေတယ်ပေါ့သူတကယ်တကယ်ခရစ်တော်ဒုက္ခလည်းရောက်ရောယေရှုခရစ်တော်ဖန်ခံခံရတယ်ရောတရားအောင်မှခရစ်တော်နဲ့သူအတိမခံရဘူးเนาะအကုန်လုံးချက်ပြောက်ငက်ပြောက်ပျောက်သွားတယ်ဒါပေမဲ့ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ပြီးတုံးရတဲ့ရှင်ပြန်ထမြောက်ပြီးတဲ့ခါမှာ ယေရှုခရစ်တော်ကကောင်းကင်တကူအလုံးပေါ်တော့ကျွန်တော်ရှင်မတဲ့ခရစ်ဝင်အခန်းကြီးရှင်မတဲ့ခရစ်ဝင်အခန်းကြီး28ပေါ့နော်နောက်ဆုံးပိုင်းအငယ်28မှာရှင်မတဲ့ခရစ်ဝင်အခန်းကြီး28အငယ်28မှာယေရှုဒီအနေပါတော့ချင်းတော်မူပြီးမှကောင်းကင်ပေါ်၌လည်းကောင်းမြေကြီးပေါ်၌လည်းကောင်းစင်ပိုင်တော့ခွင့်တကူရှိသမျှတို့ကိုငါခံရမည်တင်တို့တွဲလူမှုတကာတို့ကိုငါတပြည့်ဖြစ်စေလေခမေတော်တာတော်တန်ရှင်းတော်ဝိညာဉ်တော်၏နာမ၌ဗတ္တိဇံကိုပေးကြလောတဲ့ ကောင်းကင်ပေါ်လည်းကောင်းမေချစ်ပေါ်လည်းကောင်းအခွင့်အာဏာရှိသမျှပေါ်နော်စီရင်ပိုင်ခွင့်တွေကိုခမဲတော်ကသူ့ယေရှုကိုအနည်းလိုက်ပြောလို့ပြောတာဖြစ်တယ်ယေရှုခရစ်တော်တုံးရမြောက်တော်နေမှာတကိုးနဲ့သူကဒီလို့ပြောမလဲဖယားလည်းဖြစ်တယ်ပြီးတော့အာဒီကျွန်တော်လောကလိုသားလိုခန္ဓာကိုယ်လည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးအရှင်လက်လက်နဲ့သူကရှင်ပြန်ထားပြီးတဲ့ချိန်မှာကောင်းကင်နိုင်ငံကိုသူကတက်သွားတာဖြစ်တယ် အကောင်းကင်နိုင်ငံကိုတက်တဲ့ချိန်မှာအကောင်းကင်တမန်ယေရှုခရစ်တော်ကိုကောင်းကင်တမန်နှစ်ပါးကနေပြီးတော့ကျိုးဆိုတာဖြစ်တယ်ပေါ့နော်ကျွန်တော်ကျွန်တော်တို့အရှင်အတမန်တော်ဝတ္ထုအခန်းကြီး1ပေါ့နော်တမန်တော်ဝတ္ထုအခန်းကြီး1အငယ်6မှာပေါ့နော်တခင်ယေရှုကောင်းကင်ကိုတက်ကြွတဲ့အကြောင်းတမန်တော်တို့ဒီကြည့်ရှုလို့နေကြစဉ်ဖခင်တခင်ဒီအထက်တုတ်ဆောင်းချစ်ကိုခံတော်မူ၍ မိုးတိမ်ဒီကိုတော်ကိုမျက်ွယ်အောင်ခံယူလေထိုတို့ကြော့တော်မူဒီကိုတမန်တော်တို့ဒီကောင်းခင်တို့ဆစ်ဆစ်ကြည့်မျောကြည့်လက်နေစဉ်တွင်လူနှယောက်တို့ဒီဖြူစင်တော့အဝက်ကိုဝတ်စင်လက်တမန်တော်တို့အနာမှာပေါ်လာ၍အိုဂိုင်လက်လူတို့အဘက်ချောင်းကောင်းခင်တို့မျောလက်နေကြသည်တင်တို့နဲ့ခွာ၍ကောင်းခင်တို့ဆောင်ချင်းကိုခံတော်မူသောထိုယေရှုဒီတင်တို့မျက်မှောက်၌ကောင်းခင်တို့ကြော့တော်မူဒီနီးသူတပန်ကြော့လာတော်မူတန်းဟုပြောဆို၏တဲ့ တခင်ရှုတာတမန်တော်ဝတ္ထုအခန်းကြီး3အငယ်တစ်ဆယ်စတိမှာပေါ့နော်ယထာဖြစ်တယ်တမန်တော်ဝတ္ထုအခန်းကြီး3အငယ်10မှာတမန်တော်ဝတ္ထုအခန်းကြီး3အငယ်10မှာပါယထာလဲဆိုတော့ထို့တော့မရှိတော့လဲတင်တို့ပေါ်တော့တန်ရှင်းတော့ဝိညာဉ်တော်စင်တဲ့တော့ခါတင်တို့ဒီတကူကိုခံရ၍ဂျေရုဆလင်မြို့မှာစတော့ယူရာပြည်ရှမာရိပြည်မေချူးဆွန်းတိုင်အောင်ငါဤတက်တေဖြစ်ကြလိမ့်မည်ဟုမင်းတော်မူ၏တဲ့တင်တို့ပေါ်မှာတန်ရှင်းတော့ဝိညာဉ်တော်စင်တဲ့ခါမှာတဲ့ ဂျေရုရှလင်မြို့မှာကစပြီးတော့ပါတယ်မီချူးဆင်းတက်အောင်ပေါ့ငါးတက်တေဖြစ်ချလိမ့်မည်တဲ့ကျွန်တော်စတမတော်ဝတ္ထုအခန်းကြီး1ပေါ့နော် အခန်းကြီး1ကလည်းစပါမယ်ဆိုရင်ပင်တေကုတ်တေပွဲနဲ့ရောက်တော့ခါထိုးသူပေါင်းလို့တင်းကျွတ်တဲ့စီဝေးနေရနေကြိုက်ထိုးခါလေပြေမုန်နိုင်ခဲ့တော့အတန်ဒီခဏချင်းတွင်ကောင်းကင်မှလာ၍ထိုးသူတို့နေထိုင်တော့အိမ်ကိုဖြည့်လေထိုးခဏချင်းတွင်ခွေပတ်တော့ရှယ်တော့ဒီမီးရှာကဲ့သို့ထင်၍ထိုးသူအတိတ်တို့ဒီအပေါ်လိုက်တင်နေ ကြ၏ထို့သူပေါင်းလုံးလည်းတန်ရှင်းသောဝိညာဉ်တော်နှင့်ပြီးဝါ၏ဝိညာဉ်တော်ဒီဟောပြောသောအခွင့်ကိုပေးတော်မူတဲ့အတိုင်းအမျိုးမျိုးသောဘာသာစကားအဖြစ်ဟောပြောကြိုက်ထိုအခါကောင်းကင်အောက်တွင်ရှိနေသည်မြသောလူမျိုးတဲကဖျားကိုယူသေးသောယူရလူမျိုးသည်ဂျေရုရှလင်မြို့၌တည်နေကြသည်ဆိုတော့ဒီနေ့အဓိကတော့တပန်တော်တွေအကြောင်းပေါ့နော်ယေရှုခရစ်တော်နောက်လိုက်တဲ့ တပည့်တော်တွေရဲ့ယုံကြည်မှုအားနည်းမှုပေါ့နော်ခစ်တော်အသေးမခံခင်မှာယေရှုခစ်တော်ကဘယ်လိုပြောမလဲယေရှုခစ်တော်က gospel ပေါ့နော်ဤဝင်ဂိရိတရားတွေဟောနေတော်ညာလဲလူတွေကဒီယေရှုခစ်တော်ရဲ့အနာရောဂါငြိမ်းချင်းတွေအာတရလူတွေရှင်ပြန်ထမြက်ချင်းတွေကြောင့်လူတွေအထင်ကြီးပြီးတော့ယေရှုခစ်တော်တော့လိုက်နေတာမှန်တယ်ဒါပေမဲ့ယေရှုခစ်တော်ကိုလူ မဆိုင်ရဖြစ်ကယ်တင်ရှင်ဖြစ်ယုံကြည်မှုလူတွေကတိတ်မရှိကြောက်ပေါ့နော်မရှိကြောက်ဆိုတာကျွန်တော်တို့ယေရှုခရစ်တော်အသေးခံတဲ့ချိန်မှာကျွန်တော်တို့သိရတာဖြစ်တယ်ဘယ်သူမှသူ့နားမရှိဘူးလေနော်ခရစ်တော်တည်ရခံတဲ့ချိန်မှာဒီမာဂဒရမာရီတို့ယေရှုခရစ်တော်ရဲ့အမေပေါ့နော်ယောသေနဲ့ဒီယာကုပ်ရဲ့အမိအဲ့ဒါတွေပဲရှိတာဖြစ်တယ်ကျန်တဲ့ဒီခရစ်တော်နောက်လိုက်ရလို့တရားမှမရှိဘူးမင်းသူ့မှတင်မခံရဲဘူးပေါ့နော်ခရစ်တော်နဲ့သူဆိုတော့ ယေရှုခရစ်တော်အသေးမခံတင်တိယေရှုခရစ်တော်ကငါမေရှိယဖြစ်တယ်ငါကယ်တင်ရှင်ဖြစ်တယ်ဆိုပေမဲ့လက်ခံတဲ့သူကတော်တော်လေးနဲတယ်ပေါ့နော်မရှိသလောက်ဖြစ်နေတယ်ဒီအမျိုးသမီးတွေလောက်ပဲရှိတာဖြစ်တယ်ပေါ့နော်ခရစ်တော်တဲ့သူဒီအသေးခံတဲ့အချိန်မှာရှိနေတဲ့အမျိုးသမီးတွေပြီးတော့ခရစ်တော်တင်ကြိုင်းတော်မှာတင်ကြိုင်းမှာတကြွတဲ့အချိန်မှာဒီအမျိုးသမီးပေါ့နော်မာရီအဖွဲတွေပြီးတော့ခရစ်တော်ရှင်ပြန်ထားပြတဲ့အချိန်မှာဒီမာရီအဖွဲဆိုတော့ခရစ်တော်နဲ့ အသေးခံပြင်နောက်ပိုင်းမှာခရစ်တော်အတွက်စိတ်ပူပန်ပြည့်လူတွေကဒီမာရီအဖွဲ့တွေဖြစ်နေတယ်ပေါ့နော်တပည့်တော်တယောက်မပေါ်မလာဘူးဆိုတော့ဒီနေ့ကျွန်တော်တက်တာမှာလဲယေရှုခရစ်တော်ကိုတပည့်တော်တွေပေါ့နော်ယေရှုခရစ်တော်နဲ့သူလိုက်နေတဲ့တပည့်တော်တွေလိုပဲယုံမားတဲ့တန်တရားပေါ့နော်တောဘတ်လိုပေါ့နော်တောဘတ်လိုတော်လကောင်းပြီးတော့ဒီပေတရုတော်လိုတော်လိုလကောင်းပေါ့နော်ပေတရုဆိုရင်လဲခရစ်တော်နဲ့သူတည်ပါမယ်ဆိုပြီးတော့ရှောက်ပြောတယ်တကယ်ယေရှုခရစ်တော် အဖမ်းခံရတော့နော်ရှောင်ပြေးသွားတယ်နော်ယေရှုခရစ်တော်ငါလုံးဝမသိဘူးဆိုပြီးတော့လိန်ညာသေးတယ်ပေါ့နော်ဒါမဲ့သူတို့အဖြစ်ဒီသမန်တော်တွေအဖြစ်ပင်တိပြုတ်ကိုပင်တိကုတ်တေပွင့်နေရောက်တဲ့အခါမှာသူတို့ကဒီဝိညာဉ်တော်ပေါ့သူတို့သူတို့ပေါ့ဆင့်တက်တယ်ပေါ့နော်အဲ့ဒီဝိညာဉ်တော် အဖြစ်သူတို့ကတကဘာလုံးကိုဒီဤဝိဉ္ကီလီကိုဝင်ကားဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့တာဝန်ဒီနေမှာလေယေရှုခရစ်တော်ပေါ်မှာယုံမှားတဲ့တန်တေးကယေရှုခရစ်တော်ရဲ့ အသေးခံချင်းရှင်ပြန်ထောက်ချင်းမှာကျွန်တော်ကယုံမတန်တဲ့မရှိဘဲနဲ့ခွစ်တော်ကိုအမှန်တကယ်ယုံကြည်တယ်ဆိုရင်ကျွန်တော်တို့ကကယ်တင်ခြင်းရမယ်ဆိုတဲ့ကြောင့်ဒီနေ့တရင်ကောင်းလေးအနေငယ်နဲ့ယေရှုခရစ်တော်ရဲ့အသေးခံတော်မူခြင်းရှင်ပြန်ထောက်ချင်းတပည့်တော်တွေရဲ့ယေရှုခရစ်တော်ပေါ်မှာယုံကြည်ခြင်းအနေမှုအကြောင်းကိုဒီနေ့အနေငယ်နှုတ်ကပတ်တော်နဲ့ဝေငါပြလိုက်ပါတယ်ရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းကြီးချပေးပါစေ။